မြန်မာနိုင်ငံတွင်စစ်တပ်၏ရွေးကောက်ပွဲကြောင့်ပုံမကြီးမသောမတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ဟုဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးကအာဆီယံအစည်းအဝေးတွင်သတိပေးမြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမကြီးမသောမတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ကြောင်းဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီးဂျော့ချ်ဝီဆင်ကအာဆီယံအစည်းအဝေးတွင်သတိပေးလိုက်ပါတယ်အောက်တိုဘာလ18ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပသည့်အာဆီယံအရှိအာရှစွမ်းအင်ဝန်ကြီးများအစည်းအဝေးတွင် ်အင်းကအထက်ပါအတိုင်းတတိပေးလိုက်ခြင်းဖြစ်ပြီး George Wilson သည်ဩစတြေးလျအစိုးရ၏ရာသီဥတုပြောင်းလဲမှုစွမ်းအင်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာလက်ထောက်ဝန်ကြီးဖြစ်ပါသည် ြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများချက်ချင်းရစဲရေးမတရားဖမ်းဆီးခံထားရသူအလုံးကိုပြန်လွတ်ပေးရေးလူသားချင်းစာနာမှုအကူအညီများဘေးကင်းလုံခြုံစွာနှင့်အတားအဆီးမရှိရရှိစေရေးစစ်မှန်သောအလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေးအတွက်ဩစတြေးလျနိုင်ငံကထက်လောင်းတောင်းဆိုကြောင်းထိုအခြေအနေများမပြည့်စုံဘဲရွေးကောက်ပွဲများကျင်းပခြင်းသည့်ပုံမူကြီးမားသော မတည်ငြိမ်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson တတိပေးပါသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ၏ပြောကြားချက်မှာမြန်မာပြည်သူများအတွက်အလွန်အထိပ်ပဲရှိကြောင်းလက်ရှိဖြစ်ပေါ်နေသောမြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုနှင့်အစုလိုက်အပြုံလိုက်ဖမ်းဆီးထိန်းသိမ်းမှုများ၏အခြေအနေမှန်ကိုအတိအမှတ်ပြုခြင်းအတက်ကဲလူသားချင်းစာနာမှု အကူအညီများရရှိရေးကိုထောက်ခံအားပေးခြင်းအာဆီယံ၏ဘုံသဘောတူညီချက်၅ချက်ကိုလက်တွေ့ကျကျအားဖြည့်ပေးခြင်းနှင့်အာနာယူရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုနိုင် ငန္ဒကာကတရားဝင်အဖြစ်အတိမတ်ပြုခြင်းမှတားဆီးရာတွင်အကူအညီဖြစ်စေခြင်းတို့ကိုဖော်ပြနေကြောင်းသတင်းထုတ်ပြန်ပါသည်